တုံညာနှစ်ခုစစ်စင်ရေးဒုရယပိုင်းအတွင်မိမိတို့တအံအမျိုးသားလူမျိုးရေးတက်မတော် PSRF Channel A တိမ့်ပိုက်နိုင်ခဲ့တဲ့မိုးကုံမျိုးဖြစ်ပါတယ်။ပဒမယာမြေလို့လူတိများကြတဲ့မိုးကုံမျိုးကိုမိမိတို့ PSRF Channel A က2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့တလတိတိတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ မိုးကုံမြို့ဟာတိုင်းနာလူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့ဖြစ်ပြီးတော့မိုးကုံမြို့အရှေ့ပိုင်းအနောက်ပိုင်းဆိုပြီးတော့လူတိများကြပါတယ်။လက်ရှိမှာမိုးကုံမြို့နယ်အတွင်းကို PSRF Channel A အစိုးရရဲ့အုတ်ချုပ်ရေးရန်တရားတွေလည်းလက်ပတ်နေပါတယ်။ PSRF Channel A အစိုးရရဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့မြို့မရက်ွက်ကအုတ်ချုပ်ရေးမှုဖြစ်သူဦးကိုလေးပြောတာကဒေတာဖွံ့ဖြိုးရေးအတွက်ကတော့လောလောဆယ်ပါတယ်လုပ်တယ်လေဆို ါမြို့တွင်းလမ်းပေါ့နော်သူတင်းလမ်းလေးတွေအဲပေါက်ပြဲလေးတွေပါတော့တွေ့တယ်။နောက်ဘိုးဘုံကျပ်ပြဲလမ်းပေါ့နော်။ဘိုးဘုံကျပ်ပြဲလမ်းမှာလမ်းပြပြတာရှိတယ်။ဟိုလမ်းကျင်းတဲ့နေရာလေးတွေဒါချဲ့ပေါ့နော်။အဲ့ဒါလေးတွေရှိတယ်။နောက်မြို့ရဲ့ဝိညာဉ်ပေါ့နော်။ဘိုးမြို့မြို့ရဲ့ဆက်လမ်းပေါ့နော်။ဘိုးဘုံကိုထွက်ပြဲလမ်း။အဲ့မှာ တရားနဲ့ဆုံးလို့ပေါ့လေအသာသာအဲ့ဒီအရာကြီးဟိုဖကကဟိုစစ်ဆက်လက်ထက်ခါရယ်မလုပ်ခဲ့ရတာပေါ့နော်သူတို့လည်းစပယ်ပြတ်ရှိပါဘူးဒါပေမဲ့သူတို့မလုပ်ခဲ့ရတဲ့အားအဲ့ဒီအရာကို PSL လက်ကျေလို့ခွဲရတာတရားနဲ့ဆုံးလို့အဲ့ဒါတော့ရှိရပါတော့ တောင်ပြည်ရဲတပ်ဖွဲ့ရဲ့တရားဝင်စုမရင်လုပ်ငန်းကထိရောက်မှုရှိပေမဲ့လိုအပ်ချက်တချို့ရှိနေသေးပြီးအချိန်နဲ့တပြေးညီဖြစ်ဖို့လိုအပ်တယ်လို့မိုးကုတ်မြို့အတွင်း PSRF ထိနယ်ရဲ့အုတ်ချုပ်ရေးရန်တရားကလည်းလိုအပ်ချက်တွေရှိနေသေးတယ်လို့ဦးကိုလေးကအခုလိုဆက်ပြောပါဗျ။အချိန်နဲ့တပြေးညီမော်လီလီတို့တင်ပေးလိုက်တာလည်းတို့ကချက်ချင်းရောက်လာလို့ပါလေလေးတို့ဆက်ပြီးတယ်အဲ့လိုဖြစ်စေတယ် တော့ဒီမျိုးကိုစသိကလာဘုဒ္ဓတပ်ဖို့ရောလာတော့ဒီလူတွေနဲ့ပြည့်စုံတဲ့အခြေပါချက်ပါဟိုပြောပါရခဲ့အဲလာချောင်းလေးเนาะလာတဲ့လူတွေပေါ့အဲ့ဒါလေးညာတော့တတ်ောက်ပါတယ်เนาะအဲ့ဒါဟိုအောက်မှာကဒီလိုမျိုးဒီလိုအလုံးလို့တော့နိုင်ငံကြီးကိုဘယ်လိုလုပ်နိုင်တော့ရှိနေပုံပါ လက်ရှိမိုးကုတ်မြို့မှာအဖွဲ့အစည်းတွေပုံများလာတဲ့အတွက်ဒေတာခန့်တွေရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်ထိမ့်သိမ်းလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့လည်းဥကိုလေးကတိုက်တွန်းထားပါတယ်။လူမျိုးပေါင်းစုံဘာသာပေါင်းစုံစုပေါင်းနေထိုင်ကြတဲ့မိုးကုတ်မြို့မှာတအောင်ပြည်ရဲတပ်ဖွဲ့ရဲ့ဝင်ရစေဝါတိုက်ဖျက်ရေးလုပ်ငန်းတွေကအခက်အခဲနဲ့စိန်ခေါ်မှုတချို့ရှိနေပါတယ်။ PSRF TNA ရဲ့မြို့သိမ်းတိုက်ပွဲမစင်နွဲခင်ချိန်စစ်ကောင်စီလက်ထက်ကလေးကအုတ်ချုပ်ရေးရန်တရားတွေဟာ ရာနှုံပြစ်မလက်ပတ်နိုင်တာကြောင့်မိုးကုတ်မြို့အတွင်းမူရစ်ဆေးတွေများပြားနေခဲ့တယ်လို့မြို့နယ်ရဲမှုဖြစ်သူဘိုကလန်ခူကပြောပါတယ် PSLF TNR ရဲ့အုတ်ချုပ်ရေးရန်တရားတွေနဲ့အတူမူရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းတွေကို အရှင်ဟုန်မြင့်လှုပ်ဆောင်နေတယ်လို့ဘိုကလန်ခူကအခုလိုပြောပါတယ်မဟုတ်မြို့နယ်ရဲ့မူရစ်ဆေးဝါးအခြေအနေကတော့တော်တော်များပါတယ်ဘာဖြစ်လို့လဲဆိုတော့ အာအုတ်ချိုရင်းရဲ့ရန်ရပြတ်သွားတော့မူရစီဝါသုံးဆွဲတဲ့လူတွေကအလွယ်တကူပဲများပြားလာတယ်။ကျွန်တော်တို့ပြန်လဲပြီးတော့အုတ်ချိုရင်းရဲ့စောင့်ဝင်တဲ့အချိန်မှာတော့မူရစီဝါသုံးဆွဲတဲ့လူတွေကိုကျွန်တော်တို့အရင်ဆုံးလေ့လာတယ်ပေါ့။ပြီးမှကျွန်တော်တို့ဖန်ဆီးမှုတွေလုပ်တယ်စတဲ့အုတ်ချိုကိုတစ်ဖြည်းဖြည်းဖန်ဆီးလာတဲ့အခါကျတော့တော်တော်ယော့နေလာတယ်ပေါ့။ဒီကြားထဲမှာတော့အခု2025ကနေစလို့ရောင်းဝယ်သုံးဆွဲတဲ့လူတွေကိုလိုက်ဖန်ဆီးတဲ့အခါမှာလည်းအာနည်းနည်းပြန်စိတ်လာတယ်များလာတယ်ပေါ့။ မိုးဘုတ်ကတော့အယောင်ွယ်ကြီးကြီးမားမားဖန်ဆီးထားတာတော့မရှိသေးဘူးအာလက်ရှိချိန်ထိကတော့အလက်ပိုင်းအလက်စားပိုင်းတွေတော့အယောင်ွယ်တွေတော့ကျွန်တော်ဖန်ဆီးထားတာရှိတယ်ပေါ့ PSRF TNA တိမ့်ပိုက်နိုင်ခဲ့တဲ့မြို့ပေါင်း12မြို့ကအုတ်ချုပ်ရေးရန်တရားတွေဟာအားနည်းချက်တချို့ရှိပေမဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင်မြို့ရေးစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေမြို့အတွင်းစီပင်တာယာရေးလုပ်ငန်းတွေကို ရခင်အစိုးရတွေထက်ပိုပြီးပြုလုပ်နေတာတွေ့ရတယ်လို့ဒေတာခန်တွေကပြောကြပါဗျ။ PSRF TNA အုပ်ချုပ်ရေးရန်တရားတွေနဲ့ပတ်သက်လို့ကြောက်မဲမျိုးခံဖြစ်တဲ့မချိုကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။အရင်ဆိုရဆိုရင်တတိတတမီနဲ့အချုပ်ခဲ့တယ်။ကြီးနိုင်ငံမျိုးတော့အသက်ကြီးတယ်။အရာရှိတွေနော်တောင်းနေတာတွေကိုနော်တတိတတမီနဲ့အချုပ်ခဲ့တယ်။ဗပြည်သူလူထုကိုလည်းအဲမျိုးပေါ့ပြန်ပြောင်း ြောဆိုပိုင်မှာမရှိဘူးအဲ့လိုအဲ့လိုနေအချုပ်ခဲ့တဲ့အတွက်ကြောင့်အခုဆိုရင်ဗီဒီယိုရဲ့အတန်ဗီဒီယိုရဲ့ခန်းစားချက်ကိုနားထောင်ပြီးတဲ့အတွက်ကြောင့်နားနားတယ်ပြီးခဲ့တဲ့ဒီ DNA ရဲ့အပတ်တရားပို့ပြောက်ကောင်းနေပြီလက်ရှိကြောက်မဲမျိုးမှာစစ်ကောင်စီလက်ထက်တုန်းကလိုခိုဆိုလူရက်တာတွေညော့နေလာသလို PSLF TNRA အနေနဲ့လဲဒေတာခံပြည်သူတွေရဲ့ခန်းစားချက်ကိုနားထောင်ပြီး အုပ်ချုပ်နေတာဖြစ်လို့ကျေနပ်တယ်လို့မချိုကပြောပါတယ်။ PSRF Tineri အနေနဲ့တိမ့်ပိုက်ရရှိထားတဲ့မြို့ပေါင်း12မြို့ကအုပ်ချုပ်ရေးရန်တရားတွေထိထိရောက်ရောက်အကောင့်ထဲပို့ဆောင်နိုင်ဖို့အတွက်ကြိုးပမ်းနေဆဲဖြစ်ပြီးတအောင်ပြည်အတွင်းမူရစ်စေဝါရောင်းသူနဲ့ဝယ်သူတွေပေါများနေတဲ့ပြဿနာဟာခိုးဆိုးလူရက်တာတွေမကြာခဏဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့်မူရစ်ဆေးဝါးတားကောင်တွေယော့နေပပျောက်စေဖို့အတွက်တောင်ပြည်ရဲတပ်ဖွဲ့ကမူရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းတွေကို အရှင်ဟုန်မြင့်တိုက်ဖြတ်နေပါတယ်။ PSRF ထင်းရဲအစိုးရအနေနဲ့လည်းတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာရဲလုပ်ငန်းတွေကိုဒီထက်မကပုံမကောင်းမွန်လာအောင်စီမံချက်အတိုင်းလှုပ်ဆောင်နေပါတယ်ရှင်။ကျွန်မဒီတန်အေးစနာသိမ်းပါ။